မင်္ဂလာပါရှင်11ရက်သရေညနေခင်းသတင်းများကိုတင်ဆက်ပါမယ်ဒီကနေ့မှာတော့မြန်မာနိုင်ငံပါဝင်16နိုင်ငံမှခိုလိုခွင့်လျှောက်ထားသူများအားပိတ်ပင်ခြင်းကို အချိန်ကတည်းကမရှိလှုံ့ဆော်မယ်လို့ American Thermal Donald Trump ပြောကြားရဆိုတဲ့သတင်းရပါဝင်နောက်ဆုံးညနေခင်းသတင်းများကိုတင်ဆက်မှာပါဒီသတင်းရပြင်မင်္ဂလာပင်လယ်အောင်မှာဖြစ်ပေါ်နေတဲ့အားကောင်းတဲ့မုန်တိုင်းငယ်မှာမုန်တိုင်းငယ်ဖြစ်အားရော်သွားခဲ့ပြီးမြန်မာနိုင်ငံဘက်ဥတီရွေးချမဲ့အခြေအနေမရှိတာကြောင့်အဝါရောင်အဆင့်တက်မှတ်တယ်တဲ့ ဘင်္ဂလားဒေ့ရှ်မှာ2009ခုနှစ်ကတက်တွေးပုံကမှုတစ်ခုအတွင်းလူအစုလိုက်အပြုံလိုက်တက်ဖြတ်ရန်ဝန်ကြီးချုပ်ဟောင်းဟာစီနာကအမိန့်ပေးခဲ့ကြောင်းစုံစမ်းစစ်ဆေးရေးကော်မရှင်ပြောကြားတဲ့တည်းအာဖရိကနိုင်ငံများဖလားပြိုင်ပွဲဝင်မဲ့ကင်မရွန်လူစီရင်မှာအိုနနာမပါဝင်တဲ့တည်းအစားရှိတဲ့တွေများကိုတင်ဆက်မှာပါဥစ္စာရည်တဲ့ပုံအနေနဲ့မြန်မာနိုင်ငံပါဝင်16နိုင်ငံမှခိုလုံခွင့်လျှောက်ထားသူများအားပိတ်ပင်ခြင်းကိုချိန်ကပ်သက်မရှိလို့ဆောင်းမယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ပြောကြားတဲ့သတင်းကိုတင်ဆက်ပါမယ်။ အာဖဂန်နစ္စတန်နိုင်ငံသားတဦးအိမ်ဖြူတော်အနီးမှာအမျိုးသားအဆောင်တပ်သားနှစ်ဦးကိုပစ်ခတ်ခဲ့တာကြောင့်တဦးသေဆုံးသွားခဲ့ပြီးတဲ့နောက်အမေရိကန်သမ္မတနယ်ထရန့်က၎င်းရဲ့ဆိုးရွားဖွဲ့ဟာခေလုံခွေဆုံးဖြတ်ချက်တွေရပ်ဆိုင်းထားတာကိုအချိန်ကြာကြာလုံဆောင်ထားရင်ရွေးကြောင်းပြောကြားခဲ့ပါတယ်ခေါလုံခွင့်လျှောက်ထားသူတွေကိုခွင့်ပြုပေးဖို့ရက်ဆိုင်မှုဟာအချိန်ဘလောက်ကြာမလဲလို့မေးမြန်းတဲ့အခါထရမ့်ကအချိန်ကန့်သတ်မရှိရန်ထားမယ်လို့နိုဝင်ဘာ30ရက်ကဖြေကြားခဲ့ပါတယ်။ ခလုံးခွေတောင်းခံတာကိုရန်ဆိုင်ထားမဲ့နိုင်ငံအရေးအတွက်ဟာ19နိုင်ငံရှိတယ်လို့အမိမြေလုံခြုံရေးဝန်ကြီးဌာနကပြောပါရတယ်။အဲ့ဒီနိုင်ငံတွေကလူတွေကိုကျွန်တော်တို့အလိုမရှိပါဘူး။ကျွန်တော်တို့ကသူတို့ကိုဘာကြောင့်အလိုမရှိသလဲဆိုတာကိုသိပါသလား။အကြောင်းကတော့တော်တော်များများကမကောင်းကြပါဘူး။သူတို့ဟာကျွန်တော်ရဲ့နိုင်ငံမှာရှိမနေတဲ့သူတွေဖြစ်ပါတယ်လို့အမေရိကန်သမ္မတကပြောကြားခဲ့ပါရတယ်။ နိုဝင်ဘာ26ရက်ကဝါရှင်တန်မှာပြစ်ခတ်မှုဖြစ်ပွားခဲ့ပြီးတဲ့နောက်ထရမ့်အစိုးရကခေါလုံခွင့်လျှောက်ထားမှုတွေကိုဆိုင်းငံ့ကြောင်းထုတ်ပြန်ခဲ့ပါတယ်။ဒီတိုက်ခတ်မှုကြောင့်အသက်20အရွယ်ဆာရာဘတ်ရန်သေဆုံးခဲ့ပြီးတခြားအမျိုးသားအဆောင်တက်ရဲ့တပ်ဖွဲ့ဝင်တအုပ်တို့ပြင်းထန်စွာဒဏ်ရာရခဲ့ပါတယ်။အသက်29နှစ်အရွယ်အာဖဂန်နစ္စတန်နိုင်ငံသားရာမာနူလာလာကန်ဝါကိုဖမ်းဆီးခဲ့ပြီးကြိုတင်ကြံစီထားတဲ့လူသတ်မှုနဲ့ဆဲချက်တင်ထားပါတယ်။အသက်29နှစ်အရွယ်အဆိုပါနိုင်ငံသားဟာအခုနှစ်ဧပြီလမှာ အမြဲတမ်းနေထိုင်ခွင့်မဟုတ်ဘဲခလုံးခွင့်နဲ့နေထိုင်ခွင့်ရသူဖြစ်ကြောင်းအာဖဂန်အစ်အုပ်စုရဲ့ထုတ်ပြန်ချက်အရသိရပါဗျ။ဝါရှင်တန်မှာအမျိုးသားအစောင့်တပ်သားတွေတိုက်ခိုက်ခံခဲ့ရပြီးတဲ့နောက်ထရမ့်အစိုးရကအာဖဂန်နစ္စတန်နိုင်ငံအပါအဝင်တခြား16နိုင်ငံကအမြဲတမ်းနေထိုင်ခွင့်နဲ့နေထိုင်သူတွေဒါမှမဟုတ် Green Card အစိမ့်ကတ်ဂိုင်ထောင်းသူတွေရဲ့လူဝင်မှုကြီးကြပ်ရေးအခြေအနေကိုစီစဉ်မယ်လို့နိုဝင်ဘာ29ရက်ကထုတ်ပြန်ပါတယ်။တရုတ်မဲ့နိုင်ငံသားတွေက16နိုင်ငံကနိုင်ငံသားတွေဖြစ်တယ်လို့သိရပါတယ်။ အဲ့ဒီ16နိုင်ငံထဲမှာအာဖဂန်နစ္စတန်၊ကျူဘာ၊အီရန်၊မြန်မာတို့ပါဝင်ပါတယ်။အဆိုပါ16နိုင်ငံကနိုင်ငံသားတွေဟာဇွန်လကလေးကအမေရိကန်ပြည်ထောင်စုကိုလာရောက်ခွင့်ကန့်သတ်ခံထားရသူတွေဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မင်္ဂလာပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့အားကောင်းတဲ့မုန်တိုင်းငယ်မှာမုန်တိုင်းငယ်ဖြစ်အားလျော့သွားခဲ့ပြီးမြန်မာနိုင်ငံဘက်ဥတီရွေးချမဲ့အခြေအနေမရှိတာကြောင့်အာရုံအဆင့်သတ်မှတ်တဲ့သတင်းကိုတင်ဆက်ပါမယ်။ မင်္ဂလာပင်လယ်အောင်မှာဖြစ်ပေါ်နေတဲ့အားကောင်းတဲ့မုန်တိုင်းငယ်မှာမုန်တိုင်းငယ်ဖြစ်အာရုံသားခဲ့ပြီးမြန်မာနိုင်ငံဘက်ဥတီရွေးရှားမဲ့အခြေအနေမရှိတဲ့အတွက်အဝါရောင်အဆင့်သတ်မှတ်ထားတယ်လို့မိုးလေဝသနဲ့ဇလားပြည်သာညွှန်ကြားမှုဦးစီးဌာနကဒီကနေ့ဒီဇင်ဘာလ2ရက်နေ့မိုးလေပိုင်းကထုတ်ပြန်ထားပါတယ်။ဒီနေ့မြန်မာစံတော်ချိန်ဆယ်နိုင်ခွဲအချိန်တိုင်းထွာချက်တွေအရဘင်္ဂလားပင်လယ်အော်အနောက်အလဲပိုင်းနဲ့ရင်းနဲ့ဆက်ဆက်လျက်ရှိတဲ့ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်း အိန္ဒိယနိုင်ငံတမင်နာဒူမြောက်ပိုင်းနဲ့အင်ဒရာဘရာဒေ့ရှ်တောင်ပိုင်းကမ်းခြေတို့မှာဖြစ်ပေါ်နေတဲ့အားကောင်းတဲ့မုန်တိုင်းငယ်ဟာအနောက်တောင်ဘက်ကိုပြန်ကွေ့ပြီးဖြင်းညင်းစွာရွေ့လျားခဲ့ပြီးဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းနဲ့ရင်းနဲ့ဆက်ဆက်လျက်ရှိတဲ့ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းအိန္ဒိယနိုင်ငံတမင်နာဒူမြောက်ပိုင်းပူဒူချယ်ရီနဲ့အင်ဒရာဘရာဒေ့ရှ်တောင်ပိုင်းကမ်းခြေတွေမှာမုန်တိုင်းငယ်အဖြစ်အာရော့သွားခဲ့ပြီးမြန်မာနိုင်ငံကိုကိုကျွန်းမြို့ရဲ့အနောက်ဘက်ရေမိုင်855မိုင်ခန့်အိန္ဒိယနိုင်ငံပူဒူချယ်ရီမြို့ရဲ့မြောက်အရှေ့မြောက်ဘက်ရေမိုင်80ခန့်နဲ့ ခြံတန်းရဲ့အရှိတောင်ဘက်ရေမိုင်15မိုင်ခန့်အကွာပင်လယ်ပြင်ကိုဗဟိုပြုနေတယ်လို့သိရပါဗျ။မုံတိုင်းငယ်ရဲ့လက်ရှိအခြေအနေဟာမြန်မာနိုင်ငံဘက်ကဦးတည်ရွေးလျားမဲ့အခြေအနေမရှိတဲ့အတွက်အဝါရောင်အဆင့်လို့သတ်မှတ်ထားတယ်လို့သိရပါဗျ။အဆိုပါမုံတိုင်းငယ်ဟာနောက်တောင်ဘက်ကိုဖြင်းင်းစွာဆက်လက်ရွေးလျားနိုင်ပြီးအိန္ဒိယနိုင်ငံတမင်နာဒူမြောက်ပိုင်းဖူတူချယ်ရီကမ်းခြေတို့ကိုဦးတည်ရွေးလျားနိုင်ပြီးအားကောင်းတဲ့လေပြင်းနဲ့ရေဝန်အဖြစ်တဖြည်းဖြည်းအာရော့သွားနိုင်တယ်လို့ခန့်မှန်းရကြောင်းသိရပါဗျ။ဆက်လက်ပြီး ဘင်္ဂလားဒေ့ရှ်မှာ2009ခုနှစ်ကတက်တွေးပုံကံမှုတစ်ခုအတွင် လူအစုလိုက်အပြုံလိုက်တက်ပြက်ရန်ဝကြီးချုပ်ဟောင်းဟာစီနာကအမိန့်ပေးခဲ့ကြောင်းစုံစမ်းစစ်ဆေးရေးကော်မရှင်ပြောကြားသတင်းကိုတင်ဆက်ပါမယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ2009ခုနှစ်ကဖြစ်ပွားခဲ့တဲ့တက်တွေးပုံကံမှုတစ်ခုအတွင်ဒါစင်နဲ့ချီတဲ့စစ်တပ်ထိပ်သီးအရာရှိတွေအပါအဝင်လူအစုလိုက်အပြုံလိုက်တက်ပြက်ခံရမှုမှာဝကြီးချုပ်ဟောင်းရှိတ်ဟာစီနာကတက်ပြက်ဖို့အမိန့်ပေးခဲ့တာဖြစ်ကြောင်းစုံစမ်းစစ်ဆေးရေးကော်မရှင်ကပြောကြားခဲ့ပါသည်။ အင်လာဒစ်ရိုင်ဖယ်တရင်ကစစ်သားတွေဟာ2009ခုနှစ်ကဒါကာမြို့တော်မှာစတင်ခဲ့ပြီးနိုင်ငံတော်ပြန့်နှံ့သွားခဲ့တဲ့နှစ်ရက်ကြာပုံကံမှုအတွင်းစစ်တပ်အရာရှိတွေအပါအဝင်လူ84ဦးကိုတပ်ဖြတ်ခဲ့ပြီးဟာစီနာအာနာရလာပြီးတဲ့နောက်သတင်းပတ်အနေငယ်သားတပ်တန်းရှိသေးတဲ့၎င်းရဲ့အစိုးရအဖွဲ့ကိုတည်ငြိမ်မှုပြန်ရင်းစေခဲ့ပါတယ်။နိုဝင်ဘာ30ရက်ကထုတ်ပြန်ခဲ့တဲ့ကော်မရှင်ရဲ့အစီရင်ခံစာမှာအဲ့ဒီအချိန်ကဟာစီနာဦးဆောင်ခဲ့တဲ့အဝါမင်လိအစိုးရအဖွဲ့ဟာတပ်တွင်းပုံကံမှုနဲ့တရိုက်ပတ်သက်ခဲ့ကြောင်းဖော်ပြခဲ့ပါတယ်။ လွတ်တော်ကိုယ်စားလှယ်ဟောင်းဖလီနူအာတာပို့ဟောင်းအဲ့ဒီအချိန်ကဟာစီနာရဲ့ခွင့်ပြုချက်နဲ့တပ်ဖြတ်မှုတွေပြုလုပ်ဖို့ကြီးကြပ်ကိုကဲခဲ့ကြောင်းစုံစမ်းစစ်ဆေးရေးကော်မရှင်အကြီးအကဲဖက်စလာရာမန်ကပြောပါရယ်စုံစမ်းစစ်ဆေးမှုအရပြင်ပအင်အားစုနဲ့ပအဝင်ပတ်သက်နေတဲ့တပ်တွေအထောက်အထားကိုလည်းခိုင်မာစွာရရှိခဲ့ပါရယ်ဒါဟာဘင်္ဂလားဒေ့ရှ်စစ်တပ်ကိုအင်အားညော်နေအောင်နှစ်ပေါင်းများစွာပိုးပေါင်းကြံစည်မှုတစ်ခုဖြစ်ခဲ့ပါတယ်လို့ရာမန်ကပြောပါရယ် ဖြစ်ဖြစ်စဉ်ဖြစ်ပွားခဲ့ပြီးတဲ့နောက်အိန္ဒိယဟာဘင်္ဂလားဒေ့ရှ်နိုင်ငံကိုတည်ငြိမ်မှုပြန်ရင်းစေဖို့နဲ့ဘင်္ဂလားဒေ့ရှ်စစ်တပ်ကိုအင်အားလျော်နေစေဖို့ကြိုးပမ်းခဲ့ကြောင်းနိုဝင်ဘာ30ရက်နောက်ပိုင်းကပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာရာမန်ကဆွဆဲခဲ့ပါတယ်။ရာမန်ရဲ့ဆွဆဲခြင်းနဲ့ပတ်သက်ပြီးအိန္ဒိယနိုင်ငံကချက်ချင်းတုံ့ပြန်ခဲ့ခြင်းမရှိတာဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်ယာယီအစိုးရအဖွဲ့ကောင်ဆောင်မိုဟာမက်ယူနုကတော့စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့အစီရင်ခံစာကိုကြိုဆိုခဲ့ပြီးနိုင်ငံဟာ2009ခုနှစ်ကတပ်ဖြတ်မှုတွေနောက်ွယ်ကအကြောင်းရင်းနေနဲ့ပတ်သက်ပြီးကာလကြာရှည်အမှောင်ကျနေခဲ့ကြောင်းပြောကြားခဲ့ပါတယ်။ဟာစီနာဟောင်ပြီးခဲ့တဲ့သတင်းပတ်ကလူသားမျိုးနွယ်ကိုစန့်ကျင်တဲ့ရာဇဝတ်မှုတွေနဲ့တင်းတန်းချမှတ်ခံခဲ့ရပါတယ်။အဲ့တော့နိုဝင်ဘာ28ရက်မှာဟာစီနာကိုအကျင့်ပြန့်ချစာမှုနဲ့ထောင်ဒဏ်22နှစ်ထပ်မံချမှတ်ခဲ့ပါတယ်။ လက်ရှိမှာဟာစီနာဟာအိန္ဒိယနိုင်ငံမှာပြည်ပြင်းအဖြစ်နေထိုင်နေတဲ့အတွက်ဘင်္ဂလားဒေ့ရှ်တရားရုံးကသူ့ကိုနိုဝင်ဘာ18ရက်မှာမျက်ကွယ်ပြစ်ဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့အာဖရိကနိုင်ငံများဖလားပြိုင်ပွဲဝင်မဲ့ကင်မရွန်လူစီယင်းမှအိုနာနာမပါဝင်တဲ့သတင်းကိုတင်ဆက်ပါမယ်။2025အာဖရိကနိုင်ငံများဖလားပြိုင်ပွဲဝင်မဲ့ကင်မရွန်အသင်းလူစင်းမှာနာမည်ကြီးကုသမအိုနာနာကိုမြွေးချေထားဘူးလို့သိရပါဗျ။ ကင်မရွန်အသင်းဟာကမ္ဘာဖလားခြေစစ်ပွဲမအောင်မြင်လို့နီးပြမက်စ်ဘရိုင်းကိုယာရုကထုတ်ပယ်ထားခဲ့တာပါသူ့နေရာမှာမက်စ်ဘရိုင်းရဲ့လက်ထောက်တွေကတအုပ်ဖြစ်တဲ့ဒေးဗစ်ပါကိုကိုအစားထိုးခံရခဲ့ပါတယ်နီးပြတဲ့ပါကိုကဒဇမလ22ရက်မှာစတင်ကျင်းပမယ့်အာဖရိကနိုင်ငံများဖလားပြိုင်ပွဲအတွက်28ဦးလူစီးရင်ထုတ်ပြန်ရမှာအိုနာနာမပါဝင်ခဲ့တာဖြစ်ပါတယ်။အိုနာနာနဲ့အတူအသင်းကောင်းဆောင်အဘူထရေကနာပိုလီကွင်းလယ်လူစံဘိုနောက်ခံလူအန်ဂါဒူတို့လည်းမပါဝင်ခဲ့ပါဘူး။ဇံဘိုကတော့ဒဏ်ရာရနေတာဖြစ်ပြီး ။တခြားကစားသမားတွေမပါဝင်မှုကတော့အကြောင်းပြချက်မပေးခဲ့ဘူးလို့သိရပါတယ်။အလေးပဲရုပ်တရင်ညနေခင်းသတင်းများကိုတင်ဆက်ခဲ့တာပါကြည့်ရှုနားဆင်ခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်မင်္ဂလာရှိသောညနေခင်းအချိန်အခါဖြစ်ကြပါစေရှင်